ပေါ့ဒါကတော့ PT ပေါ့နော်ကျွန်တော်ဆိုရင်ဒါတားလေးမြောက်သူတို့ကိုရင်အဖြစ်နဲ့တွေ့ရတဲ့အချိန်မှာကျင်းနူးတာပေါ့နော်ဒါကျွန်တော်တို့ပြောပြမိဘများရဲ့အာတောင်းတာပေါ့နော်တွေ့ရတဲ့အချိန်မှာတကယ်ကိုကျင်းနူးရတာကိုကငငယ်ကဒီလိုပဲကြားဘူးပဲတွေ့ဘူးပဲရုပ်ရှင်ထဲမှာကြည့်ဘူးပဲဒါပေမဲ့ကိုကအပြင်မှာတကယ်လက်တွေ့ကိုတားလေးကိုနော်သင်ငန်းနဲ့တွေ့ရတဲ့ခါကျတော့တကယ်ကိုစိတ်ချမ်းမြေ့ပြီးတော့ကျင်းနူးရပါဘူး ီဂရိတ်ဆင်းရကြတော့ကျွန်တော်ကဒက်ဟိုကိုမျိုးတို့မန္တန်တို့တွေကအာညီကိုမတော်လည်းပဲခင်မင်ကြရပါတော့ပြီးတော့ဒီ lady grace ဆင်းပတ်သက်တဲ့တခြင်းတွေလည်းကျွန်တော်ကဖန်ပြပေးရပါတော့ဒါကြောင့်ဒီနေ့ဒါပြီးတော့ကိုမျိုးတို့မန္တန်တို့ရဲ့ဒါချီနူးပေရအတူဒါရောက်လာခဲ့တာကိုရင်နေမှာအပားတရားကျော်တယ်လေတရားကျော်ရဲ့ဆိုပြီးတော့ကိုမျိုးတို့မန္တန်တို့အတူဆိုရင်အရန်တားအလုပ်တာဒီဒီအတူမှရမို့သူတော့အတူနဲ့ကိုမျိုးလက်နဲ့မကွာဘူးပေါ့နော်အတူရင်းဆက်လက်နဲ့မကွာဘူးအတူတန်းနေအများတန်း လုပ်တဲ့ဒါကျွန်တော်ဘလိုရမကိုမျိုးနဲ့မန္တန်တို့ဆောင်ခွင့်ရပြန်ဟိုဟာတာလူခေါ်ပါတယ်ပေါ့အေးပေါ့ဒါကတော့ PT ပေါ့နော်ကျွန်တော်ဆိုရင်ဒါတားလေးမြောက်သူတို့ကိုရင်အဖြစ်နဲ့တွေ့ရတဲ့အချိန်မှာချိန်နူးတာပေါ့နော်ဒါကျွန်တော်တို့ဘယ်ပြမိဘများရဲ့အဲတောင်းတာပါပေါ့နော်တွေ့ရတဲ့အချိန်မှာတကယ်ကိုချိန်နူးရတာကိုကငငယ်ကဒီလိုပဲကြားဘူးတယ်တွေ့ဘူးတယ်ရုပ်ရှင်ထဲမှာကြည့်ဘူးတယ်ဒါပေမဲ့ကိုကအပြင်မှာတကယ်လက်တွေ့ကိုတားလေးကိုနော် သင်ငန်းနဲ့တွေ့ရတဲ့ခါကျတော့တကယ်ကိုစိတ်ချမ်းမြေ့ပြီးတော့ကြည်လို့ရပါတယ်ကောက်ကောက် င်ကအရင်ကဆိုလို့ရှိရင်တော့ခဏလို့ပေါ့ဟိုပြင်းတဲ့နေရာကျွန်တော်အဲ၈နှစ်သားလောက်ကပေါ့နော်ဒါပြည်မြို့မှာသွားပြီးတော့ဝေပုံကအကြောင်းမှာသွားပြီးဝတ်ခဲ့တော့အတိရအဲ့တော့ရှင်လောင်းတွေပါလှည့်တာပေါ့နော်အဲရှင်လောင်းတွေလှည့်ပြီးတော့ကျွန်တော်တို့ညီကိုတယောက်ကိုအဲ့လေးလည်းပြန်သတိရပါတယ်အခုတော့ကိုကတော့ကိုကဖေနေရာရောက်သွားပြီခါလေးနေကြတော့ပူဇာဦးနဲ့ပြောတော့အဲသူကပူဇာလားသူကအဲဒီတစ်ခေါက်ကကျတော့သူကပူဇာသူဝတ်ချင်တယ်ဆိုပြီးတော့ဒီပြေးအရင်နှစ်တွေဆိုလို့ရှိရင် ကျွန်တော်မအားတာလည်းပေါ့နောက်ပြီးတော့သူသူတို့ကဒီချောင်းပိတ်တာနဲ့ကျွန်တော်မအားတဲ့ရက်တွေနဲ့တော့သွားသွားတိုက်တာပိုက်ဆံတော့ဒီပောက်တော့ကျွန်တော်လည်းရက်အားတာလည်းဒါသူတို့ကလည်းအဲ့လိုအားချင်းပေါ့ဟိုဟိုဘေဘယ်နဲ့သူတို့ချောင်းလေးရက်ပိတ်တယ်ပေါ့အဲ့ဒါသူပြီးသူတို့ကိုယ်ဝင်ချင်လို့စီစဉ်ပေးပါဆိုပြီးတော့ဝင်ပေးလိုက်တာပါဒါပေမဲ့ခုနကလည်းသူတို့ကတော့၃ရက်ဝင်မယ်ဆိုပြီးတော့၅ရက်ဝင်ဖြစ်သွားတယ်ပေါ့နော်အရင်ချင်းလို့ရအောင်နော်ဘူးလို့ရှိရင်ဒါဒီနေ့ဆိုလဲအားကိုချင်းယူရအောင်ဘာလို့ဆိုတော့တော်ဒါကျွန်တော်လိုပဲမိပါပေါင်းများဆိုရင်နော်ပီတိတွေကိုမြင်နေရအရင်ချင်းလို့ပေါ့ က်လောတော့ဟောလက်တလောတော့ထပ်ဖို့တော့မရှိသေးပါဘူးတစ်ချင်းလေးလောက်ထားရောရှိပါဘူးเนาะအဲထပ်ပဲခါကြလို့ရှိရင်လည်းကျွန်တော်အားလုံးအသိပေးပါမကြတော့လဲဆိုခုနလိုကအဖေဖြစ်သွားတယ်ပြီးတော့ဒီလိုမျိုးအတွေ့အကြုံတစ်ခါမှမရှိဘူးရှိဘူးဆိုတာအခုဆိုရင်ကျောင်းတားလေးမြောက်မွေးထားတာပေါ့နော်တားလေးမြောက်မွေးထားတဲ့အတွက်ကြောင့်ဒါအခုမှဒီခွင့်ရင်းကိုရရတယ်ပေါ့နော်ပြီးတော့ဟိုအိုင်ဒီယာဆိုလို့ရှိရင်အန်တီမိုင်ပေါ့အန်တီမိုင်ကလည်းအဲကိုနဲ့အတူတူလိုက်ပြီးတော့တားလေးစမ်းချတဲ့အခါမှာသူလည်း ပါလာတယ်ပေါ့သူအန်ဒီကလည်းဒါသူ့ရဲ့ PT သူလည်း PT ဖြစ်ရတယ်အန်ဒီကလည်းတားလေးရှိခဲ့ပြီပေါ့တားလေးအဲ့ဒီတားလေးကတော့အဲတစ်ချိန်ကဆုံးသွားတယ်ပေါ့အဲ့ဒါလေးအကြောင်းလေးလည်းပြန်ပြောပြရရင်လည်းအဲသူလည်းအခုနဲ့ထပ်တူပေါ့တားလေးတွေကိုရှင်းပြပေးရတဲ့အတွက်ဂျီနု PT ဖြစ်ရတဲ့အကြောင်းလေးဒါလေးတွေတခြားလေးရှင်းပြပါအဲ့ဒီအတွက်လည်းဟိုထပ်တူခံစားရတယ်ကိုမျိုးရိုမန်နန်တို့တော့ဒီ Lady Grace မိသားစုဟာဒါကျွန်တော်အခုမြင်တွေ့ရအငဲနှဲပေါ့နော်အခုရေဆက်လက်နဲ့မကွာပဲအငဲနှဲသူနဲ့ပတ်သက်ရင်တော့ဘယ်တော့မှလက်မတွန်း တကယ်လို့သူတဲ့သူကြတာတွေ့ရတဲ့အများကြီးလို့ပါတယ်ပြီးတော့ကိုယ်တငယ်ချင်းတွေဖြစ်တဲ့အတွက်ကြောင့်အဲသူတို့ဒီလိုမျိုးအောင်မြင်လာရတယ်เนาะဒီလိုမျိုးအတူတန်းတွေအတွက်လည်းတကယ်ဓာတ်ရုပ်ခေါ်ပါတယ်